Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြတတ်မယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က straight အမြန်အထိမှ page quality အညာဖြစ်ပြီး page rich englishman အညာကိုကြားနေအတွက်ကြောင့်မို့ဒီ page quality အညာနဲ့အစင်းအောင်ဖြစ်အောင်ဘယ်လိုပြပြင်သွားရမလဲအခုလိုမျိုး straight ထိတဲ့ဥစ္စာကိုဘယ်လို affiliate တင်ပြီးမှဆင်းအောင်လုပ်သွားရမလဲဘယ်လို affiliate တင်မှဒီ straight ထိတဲ့ဥစ္စာကို fresher သွားရမလဲဆိုပြီးဒီနေ့ဒီပြီးတော့အားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အဲ့အတွက်ကျွန်တော်တို့ affiliate တင်ဖို့ဆိုရင်ကျွန်တော်ဒီဘက်မှာ link လေးဖွင့်ထားရှိရတယ်ကျွန်တော် daily link ကိုကျွန်တော် direct တော့မယ် request တွေပြတင်ပြီးမှဖြစ်ပါတယ်အရင်ဆုံးကျွန်တော်သူ့ရဲ့ page home ကိုတစ်ချက်လာပြီး ဆိုရင်ကျွန်တော်ဒီဖက်ကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် hell sport တစ်ချက်နှိပ်ပြီးသွားရပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင် sport in box တစ်ချက်နှိပ်ပြီးသွားမယ်ပြီးလို့ရှိရင် you are allowed တစ်ချက်နှိပ်ပြီးသွားမယ်ဆိုဒီမှာ by error မှမရှိတော့ဘူးဆိုရင်တော့ကျွန်တော်ဒီဖက်ကိုတစ်ချက်ပြန်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော် deal set လေးနှိပ်ပြီးမှ ဒီအပေါ်ဟာတစ်ချက်ပြန်ထောက်မယ်ဒီဥစားလေးတစ်ချက်ပြန်ထောက်ပြီးမှဒီဥစား allow တစ်ချက်နေပြီးမှကျွန်တော်ဒီနေရာမှာ page ကဖြစ်တဲ့အတွက်ကြောင့် page ကို request တင်ပြီးတင်ပြီးသွားမယ်အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာ page ကိုယူပြီးထည့်မယ်နောက်တစ်ခုကျတော့ကျွန်တော် affiliate တင်ရမှာစာသားထည့်မယ်အတွက်ကြောင့်ကျွန်တော်ဒီမှာဆိုရင်ဒီ page မှာဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးအားလုံးအသေးစိတ်ရေးပြီးထားတာလေပြီးလို့ရှိရင်အောက်ဆုံးမှာဒီ page ရဲ့ URL ပိုင်းအားလုံးထည့်ထားတဲ့အတွက်ကြောင့်ဒီဥစား copy ကူးမယ် ပေးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက် page လို့ထည့်ပြီးမှကျွန်တော်ဒီနေရာမှာဆိုရင်တော့ဒီကျွန်တော် page quality အနေနဲ့ဖြစ်တဲ့ second shot ဆွဲပြီးမှကျွန်တော်ဒီနေရာထည့်ရမယ်တို့ကြောင့်မို့ကျွန်တော် second shot အစင်းသစ်လောက်ထားရှိရတယ်တို့ကြောင့်အဲ second shot ကျွန်တော်တစ်ချက်ထည့်လိုက်မယ်အားလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီ back ကနေ submit နေပြီးပို့လိုက်ပါမယ်ဒီဥစ္စာပထမ step အနေနဲ့ request tribute တင်တာအောင်မြင်တော့ခဲ့ပါပြီနောက်တင်နေရာကျွန်တော် request tribute တင်ဖို့ဆိုရင်ဒီနေရာတစ်ချက်လာမယ်ဒီနေရာလာပြီးဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင်ဒီ page name ထည့်သွားမယ်အတွက်ကြောင့်မို့ဒီ page name တစ်ချက်ပြန် copy ကူးမယ် ဒီပုံစံအတိုင်းဖုန်းနဲ့လည်းအားလုံးအသေးစိတ်လုပ်တော့လိုက်ရတယ်ဖုန်းနဲ့လုပ်တဲ့ခါမှာဆိုရင် Chrome browser မှာအိမ်ဆုံးကိုယ့်ရဲ့ Facebook account login ဝင်ပါ tap အသစ်ဖွင့်မှကျွန်တော်ဒီစာသားလေးရိုက်ထည့်မှာဆိုရင်ဒီ pop up လေးပေါ်လာခဲ့ပြီဆိုရင်ဒီပုံစံအတိုင်းလုပ်ပြီးတော့ပါခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်လက်ရှိသုံးနေတဲ့ email တစ်ခုထည့်မယ်တော့ကျွန်တော်ကျွန်တော်ဒီ email ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်နည်းနည်းအောက်စင်မှာဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်လက်ရှိဖြစ်ပျက်နေတဲ့ page ရဲ့ link ကိုတစ်ချက် copy ကူးပြီးမှဒီမှာထည့်သွားရပါမယ်နော် ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ affiliate ရမစာသားထည့်သွားမယ်အတွက်ကြောင့်မို့ဒီ upper စာသားထည့်သွားမယ်ပထမတစ်ခေါက်တင်လာကျွန်တော်ဒီ upper စာသားဖြစ်တဲ့ဒုတိယတစ်ခေါက်မှာတော့ဒီ upper စာသားလေး copy ကူးပြီးမှဒီမှာတစ်ချက် page လို့ထည့်ပြီးမှ upper နဲ့ကျွန်တော် send နေပြီးတွားလိုက်ပါမယ်ခင်ဗျာနော်ဒါကြတော့ဒုတိယ step နေနဲ့ request debut တင်နေဖြစ်ပါတယ်အခုလိုမျိုးကျွန်တော် request debut တင်လိုက်ပြီဆိုရင်ကျွန်တော်ဒီ gmail မှာ code 6လုံးကြမယ်အတွက်ကြောင့်မို့အဲ့ဒီ code 6လုံးကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်မို့ကျွန်တော် email တစ်ချက်ဖွင့်လိုက်ပါမယ်ကျွန်တော်ဒီမှာကြာလာခဲ့ပြီဆိုဒီ user တစ်ချက်နေမယ် ပြီးတော့ကျွန်တော်ဒီဥစားလေးတစ်ချက်ကိုပြီးကူရပါမယ်ခင်ဗျာเนาะပြီးတော့ကျွန်တော်ဒီနေရာတစ်ချက်ပြန်လာပြီးမှတ်ဒီမှာတစ်ချက် page လုတ်ထည့်ပြီးမှအောက်ကနေ continue ဆိုပြီးမှနှိပ်ပြီးတွက်လိုက်ပါမယ်ကျွန်တော် email ဘာကြောင့်ထည့်လဲဆိုရင်ကျွန်တော်ဒီ Facebook team ကနေကျွန်တော်ဒီ code 6လုံးချပြီးဒီ code 6လုံး7လုံး verify လုပ်ပြီးတွက်ခဲ့တဲ့ဆိုရင်ဒီဒီ gmail man ကနေဆိုရင်ကျွန်တော် request ဖြစ်တင်တဲ့ဥစ္စာကို deep page ကို facebook team ကနေအသေးစိတ်စစ်ဆေးပြီးမှကျွန်တော် page ကိုပြန်မှကျွန်တော် gmail ကိုပြန်မှ response လုပ်ပြီးလာပေးမယ်အကယ်လို့ page မှာ error ရှိနေသေးတယ် page မှာအမှားရှိနေသေးတယ် page က issue ရှိနေသေးတယ်ဆိုသူတို့ဘက်ကပြန်ထောက်ပြတဲ့အတွက်ကြောင့်အဲ့ဒီဥစ္စာကျွန်တော်ပြန်မှ fix လုပ်ပြီးမှနောက်တစ်ချိန်ပြန် request ပြုတင်သွားရပါတယ်အဲ့အတွက်ကျွန်တော် ဒီဥစ္စာတစ်ချက်အိုကေနေပြီးတော်လိုက်ပါမယ်ဒီနေရာနဲ့ပထမ step အနေနဲ့ပြီးတော့ခဲ့ပြီးဆိုရင်တော့နောက်ဆုံးတနေရာကျွန်တော်ဒီကနေ့ဒီကနေ့ request ပြတင်သွားရပါမယ်အဲ့အတွက်ကျွန်တော်ဒီဖက်က from တစ်ချက်နေပြီးတော်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာတစ်ချက်ရောက်ပြီးဆိုရင်တော့ကျွန်တော်ဒီမှာလည်းအခုနထုံနည်းလကောင်းပဲကျွန်တော် patient နာမည်တစ်ချက်ပြန် copy ကူရပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာတစ်ချက် page လို့ထည့်မယ် ဒါကြတော့ကျွန်တော်ဘာလို့ request တပြုတင်လဲဆိုကျွန်တော်ဒီမှာ copyright affiliate from ဆိုတဲ့ဥစ္စာကျွန်တော် page မှာအခုလိုမျိုး straight အများကြီးထိထားတဲ့အတွက်ကြောင့်ဒီညနေမဖြစ်မနေ request တပြုတင်ရပါတယ်။အဲ့တော့ကျွန်တော်ဒီမှာ gmail တခုရိုက်ထည့်မယ်ပြန်မှဒီဥစ္စာတစ်ချက်ပြန်နေမှကျွန်တော်ဒီမှာဆိုရင်ဒီ page ရဲ့ url link တစ်ချက်ပြန် copy ကူရပါမယ်။ပြီးရင်တော့ကျွန်တော်ဒီမှာ check page လုပ်ထည့်မယ်။နောက်တစ်ခုတော့ကျွန်တော်တို့အခုနောက်တင်တဲ့စာသားပဲပြန် copy ကူမယ်။ပြီးရင်ကျွန်တော်ဒီမှာ check page လုပ်ထည့်မယ်။ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ page quality အနေအထားတဲ့ second shot ပဲပြန်ထည့်ရပါမယ်ခင်ဗျာနော်အခုနေ့ request တပြုတ်တင်တာနဲ့ဒီနေ့ request တပြုတ်တင်တာနဲ့လုံးဝမတူပါဘူးခင်ဗျာနော်ဒါတိုင်းပဲကြည့်တဲ့အခါ same to same ဖြစ်ပေမဲ့နည်းနည်း different ရှိပါတယ်ဒီနေ့ကျွန်တော်တို့လုံးဝမတူပါဘူးခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်ကနေ send ဆိုတစ်ချက်နေမယ်ဒီမှာလည်းအခုနေ့အတိုင်းပဲကျွန်တော်တို့ဒီ gmail မှာသူက code ရှင်းလုံးချမယ်အတွက်ကျွန်တော်တို့ code ရှင်းလုံးကျွန်တော်တို့တစ်ချက်ထည့်ရမယ်အတွက်ကျွန်တော်တို့ကျွန်တော်တစ်ချက် verify လုပ်ပြီးသွားလိုက်ပါမယ်ကျွန်တော်ဒီဥစ္စာဆိုရင်တော့ပထမတော့ကကျွန်တော်တို့ request dispute တင်တဲ့ဥစ္စာကြာလာခဲ့တာဖြစ်ပါတယ် form လေးပေါ့နော် ကျွန်တော်ဒီမှာဆိုရင် verify လုပ်ဖို့ကျွန်တော်ကြလာခဲ့ပြီဒီမှာပထမတော့ကျွန်တော်ဒီမှာ request dispute တင်တဲ့ဥစ္စာကျွန်တော်ဒီဥစ္စာ straight ထိတဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်တို့ request dispute တင်တဲ့ဥစ္စာလည်းဒီမှာဆိုရင်တစ်ချက်သူက form လေးကြလာခဲ့ပဲကျွန်တော်ဒီမှာ request dispute တင်တဲ့ဥစ္စာလုံအောင်မြင်တော့ခဲ့ရဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပေါ့နော်ဒုတိယ step နေနဲ့ကျွန်တော်ဒီမှာ verify လုပ်ဖို့အတွက် code ပြန်ယူလိုက်ပါမယ်ပြီးတော့ခုနတစ်ချက်ပြန်လာပြီးမှတစ်ချက်ပြန် page လုပ်ထည့်ပြီးမှအောက်ကနေ confirm ဆိုတာတစ်ချက်နှိပ်ပြီးတွားလိုက်ပါမယ်ကျွန်တော်ဒီနေရာမှာ i'm not robot to verify လုပ်ပြီးမှတွားရပါမယ်အခုနဒုတိယတစ်ခေါက်တင်တဲ့ဥစ္စာတော့တရားရိုးရိုးတွား ခဲ့တဲ့ဒီတစ်ခေါက်မှာတော့ verify လုပ်ပြီးတွားရပါတယ်ခင်ဗျအဲ့အတွက်ဒီဥစားတစ်ချက်ပြန်နေမြဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဥစားတစ်ချက်ယူပြီးတွားလိုက်ပါမယ်ပြီးရင်တော့ verify တစ်ချက်နေလိုက်မယ်ဆိုဒီမှာအမတ်ချစ်လေးပေါ်သွားခဲ့ပြီဆိုရင်အောက်ကနေကျွန်တော် submit နေပြီးတွားလိုက်ပါမယ်ဒီလိုမျိုးကျွန်တော် request တွေတင်လို့ပြီးသွားခဲ့ပြီဆိုရင်ဒီ page ကအချိန်တိုအတွင်းမှာပဲပြန်ပြီးမှစိမ့်လာပါမယ်ပြန်ပြီးမှကောင်းလာပါမယ်ဒါပေမဲ့ page owner ဖက်ကလည်း post content တင်တဲ့ခါမှာတော့အမားမလုပ်ဘဲနဲ့ကျွန်တော်ပြောတဲ့အတိုင်းအားလုံး step by step လိုက်နာပြီးမှတင်သွားရပါမယ်ဒီဥစားမလို့ from semi successful ဆိုကျွန်တော်တင်တာလုံးဝအမြင်တော့ခဲ့တယ်သူတို့ဖက်က premises တွေပြီးမှကျွန်တော်တို့ရဲ့ gmail မှာတစ်ဆင့် contact လုပ်ပြီးလာမယ်အတွက်ကြောင့်မို့ဒီ user တစ်ချက် okay နဲ့ပြီးတွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့နေရာကျွန်တော်တစ်ချက်လာပြီးတော့အနေချင်းနဲ့ကျွန်တော်ရှင်းပြပေးမှာပေါ့နော်ဒီ page owner ကပထမတော့မသိနားမလည်ပင်နဲ့ကိုယ်ပိုင် content မဟုတ်ဘဲနဲ့အခြား social media content တွေကိုအလွယ်တကူ download ဆက်ပြီး edit မလုပ်ဘဲသူ page မှာတင်ပြီးတွားတဲ့ခါမှာ straight ထိတော့ခဲ့တယ်ဒုတိယတစ်ခါမှကျွန်တော်သူကိုယ်တိုင် video တစ်ခုလုပ်တယ်သူကိုယ်တိုင် video လုပ်ပြီးမှ YouTube channel က ဒီတချင်းတွေကို download ဆက်ပြီးထည့်ပြီးသွားတဲ့ခါမှာအဲ့တချင်းတစ်စင်း cover ထိတော့ခဲ့ရနော်နောက်တစ်ခုကြတော့ဘလို့ဖြစ်လဲဆိုရင်ဒီ page ကကိုကိုတိုင်း video လောက်ပြီးမှ TikTok မှာတင်တယ် TikTok မှာတင်ပြီးမှအဲ့ TikTok ရဲ့ video ပြန် save လုပ်ပြီး page မှာလာတင်တဲ့ခါမှာ TikTok ရဲ့ logo ပါတော့ခဲ့တယ် TikTok ရဲ့နောက်ခံတချင်းပါတော့ခဲ့တယ် TikTok ရဲ့နောက်ခံ data တွေအများကြီးပါတော့ခဲ့တဲ့အတွက်ကြောင့်မို့ page က straight ထိမှလုံးဝအနီရဖြစ်တော့ခဲ့တယ်အခုလိုမျိုးအနီရဖြစ်တော့ခဲ့ပြီးဆိုရင်ဆက်လက်ပြီး page မှာဒီ straight ပါညာထိတော့ခဲ့မှာဆိုရင် page က posting အပိုင်းပိတ်တော့ခင်မှာ page က has been and published has been suspended ပါ냐ဖြစ်တော့ဘူးနိုင်တဲ့အတွက်ကြောင့်အတူကူဆက်ရပါမယ်အခုတော့မှ page quality အနေနဲ့ဖြစ်တော့ခဲ့တဲ့ဆိုရင်သူရဲ့ page reach increment အပိုင်းမှာတော်တော်လေးကိုကျသွားခဲ့တယ်ဒီ page ကကျွန်တော် subs အထားလာဒီနေ့နဲ့ဆိုရင်73ရက်လောက်ရှိသွားခဲ့တဲ့အတွက်ကြောင့်ဒီ page ကိုစစ်ဆေးပြီးအားလုံးလောက်ဆောင်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းဒီ page ကို original content တွေလုတ်ပြီးတင်တာ develop ဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ request တင်ပြီးတော့ဖြစ်ပါတယ်သူ page က subscribe subscribe အတော့ဆိုရင်ဒီ star မှာသူက ကြက်ချီကဲပုံစံပြပြီးမှဒီနာမှာဆိုရင် your page is suspended ဆိုပြီးပြမှာ your page recommendation is suspended ဆိုပြီးပြတယ် rich engagement အပိုင်းကိုလုံးဝပိတ်ချလိုက်တယ်ဆိုမှသူကပြောတယ်ကျွန်တော်10ရက်15ရက်13ရက်လောက်ပြုတ်ပြင်လိုက်တဲ့အချိန်မှာတော့ပြုတ်ပြင်ပြီးနောက်ပိုင်း13ရက်အချိန်မှာတော့အဲ့ဒီကြက်ချီကဲ star ပျောက်သွားခဲ့ပြီးမှအခုစဉ် grow at risk တစ်ခုပဲပြပါတယ်အားလုံးကောင်းသွားခဲ့တယ်အခုစဉ်ကျွန်တော်ဒီ page quality အနေအထားဖြစ်တဲ့တစ်ခုပဲကျင်တယ်ဒီဥစ္စာလည်းအခုကျွန်တော်တို့ request တပြုတ်တင်လာဆိုရင်တိတ်မကြခင်ဒီဥစ္စာလည်းအဆင်ပြေသွားခဲ့မယ်ကျွန်တော် page က star အခုလိုမျိုးကောင်းသွားခဲ့ပြီး ဆိုရင်တော့ကျွန်တော် page မှာ post content တင်တဲ့တဲ့ဥစား Facebook က success လုပ်ပြီးမှလူအသစ်စီကိုပို့ပေးတယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီနေရာမှာအရှိကောင်းနဲ့ရှင်းပြရမှာဆိုရင်ကျွန်တော် page မှာ post content တင်တဲ့တဲ့ဆိုရင်ကျွန်တော် page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတယ်ပြီးလို့ရှိရင်ကျွန်တော် page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေစီကိုလည်းကျွန်တော် page မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေကို Facebook team က automatic suggest ပို့ပေးတယ်သူတို့ရဲ့ Facebook wall မှာပြပေးတဲ့အတွက်ကြောင့်မို့ Englishman အစ်စ်တွေတိုးပြီးလာမယ် follower အစ်စ်တွေတိုးပြီးလာမယ်အတွက်ကြောင့်မို့ page က performance ပို့ပြီးမှ ောင်းလာပါမယ်။ငကိုထက်ဆိုင် page ကပြုတ်ပြင်းပြီးနောက်ပိုင်း setting setup ချင်းပြီးနောက်ပိုင်းမှာ performance တော်တော်လေးကိုအဆင်ပြေလာပါမယ်ခင်ဗျာနော်။ဒါကြတော့လေ part 2 video ဖြစ်ပါတယ်။တချို့ကြတော့ပြောတဲ့ video အရှိလုံမှမပြောပါနဲ့ short video လေးနဲ့ပြောပြပါဘလို့ affiliate တင်တော့တော့ဆိုတခါလေးပြပေးပါလို့ပြောတယ်မနော်။အဲ့လိုမျိုးပြပေးလို့မရပါခင်ဗျာ။ Facebook ရဲ့ policy ကအမျိုးမျိုးရှိရပေါ့နော်။ပြောမစင်ဒါကဘာကြောင့်ထိတာဒါကဘာကြောင့်ထိတယ်။အဲ့ဒီပြဿနာကိုနားလေသဘောပေါက်ပြီး fair share ပြီးမှ page ကိုလုံးဝတန်ရှင်းတည့်ရအောင်လုပ်ပြီးဆိုမှအဲ့ဒါမှကျွန်တော်တို့ request တင်လို့ရပါတယ်ခင်ဗျာနော်။ ဗီဒီယိုရှိသွားခင်တိခင်ပေးပါဒီ page ကလည်းစိမ့်သွားခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် screen shot ရိုက်ပြီးမှကျွန်တော်တင်ပြီးသွားပါမယ်ဒီ page တစ်ခုဆိုရင်ဒီမှာစိမ့်သွားခဲ့တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော် live group အနေနဲ့တော့တစ်ချက်ပြပေးမယ်အဲ့မှာတစ်ချက်ကြည့်မယ်ဆိုဒီ page ကလည်း strike က73ခုလောက်ထိပြီးမှကျွန်တော်ရှင်မှာ sub set တော့ဆိုကျွန်တော်ဖက်ကတချာစစ်ဆေးပြီးမှပြပြလိုက်တဲ့ချင်းမှာအချင်းတို့အတွင်းမှာ page ကလုံးဝစိမ့်တော့ခဲ့တယ်။ page စိမ့်တော့ခဲ့တဲ့အတွက်ကျွန်တော် now page တစ်ခုလည်း sub set တော့ကျွန်တော်အထူးကိုကျေးဇူးတင်ပါတယ်။